ဘေးလို့ခေါ်လဲကြမိုက်ဆိုတာအေးတားတယ်အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေးချိန်မိသွားတာပေါ့ချိန်မိရဲ့အချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူးပြခဲ့ပေါ့နော်အဲ့လိုပြောပေးလိုက်မယ်လို့မထင်တာဟုတ်လေအဲ့လိုမျိုးလေး ပြောပြရဲ့ချိန်မှာလေအကောင်လိုက်ကြီးအဲ့လိုလေတရဲကိုဝင်ပြောက် back ဆိုထည့်လိုက်သလိုပဲအဲ့လိုအဲ့လိုခံစားလိုက်ရတယ်။မင်းနောက်ဆက်ပြီးတော့ပုံကန်နေတယ်ဆိုရင်မင်းသားရဲ့ချစ်တတ်တာမိခင်နေရာမှာပဲဒီလိုချိုးတော့ခံတယ်တတ်တယ်အတကြီးရပေါ့အချိန်ကြီးမှလည်းအတကြီးရတော့သူချစ်တဲ့သူကိုဘယ်သူမှမရစေဘူးသူ့နာမှာပဲထားစေချင်တာလို့ အတ္တမနေတာကြိုက်တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ dark side တဲမှာလည်းအဲ့လိုစိတ်လေးရှိနေတယ်လို့ကောင်းဆုံးတော့ရှင်ပြန်ခဲ့ပါတယ်ကောင်းဆုံးတော့လုပ်ခဲ့ပါတယ်အာအတိုင်းကြီးကလည်းအများကြီးကူညီပါတယ်သူတပြင်းမိုင်းဆိုးပေါ်ဒီကနေပြောကျေးဇူးများကြီးတင်ပါတယ်ဒါအတိုင်းကြီးကနောက်ထပ်တစ်ခုစိတ်ကြိုက်လောက်ခိုင်းနေချိန်မှာပေါ့နော်ဒါအာသူ့အကြောင်းမူမူရခဲ့ရပေါ့ပို့ပြီးတော့လုံနိုင်ရဲ့ ။အဒီပြိုင်ပွဲကတော့ဒါ Facebook မှာတော့ viral ဖြစ်နေတာအရင်အများကြီးလို့နော်။ post တွေရောတက်လာတယ်ဗျာ။ဒါဆိုပြီးရင်သူ့ရဲ့ဘယ်လိုပြောမလဲ in house talent ခေါ်တာဟို train ပုံလေးကိုသဘောကျတယ်အဓိကအလိုအများကြီးတင်မေးရဲ့ဒါဒါသူတင်မေးရဲ့ဆိုရဲဒီ entertainment တင်မေးရဲ့အရာတွေကလည်းကျွန်တော်တို့ဒါအာအက်တာတွေမှာမရှိမရှိမဖြစ်ဆိုတာအာတက်တင်တာတက်တက်ထားတင်နေပေါ့နော်တက်ထားတင်နေပညာရေးဆိုတော့အဲ့လိုမျိုးလေးဖိမင်းပါလို့ဒါအများကြီးရှိမှာပါ ကိုလူတွေအများကြီးပြန်တွေ့ရလို့ရွှေကြွားလူတွေဆိုဘယ်လိုပြောရမလဲအပြင်မှာချိန်ချိန်စုံမှုချိန်ရင်တော့မှာစုံစုံချိန်မှာစုံမှာဒီမှာလာစုံကပျော်လဲပျော်ရပါတယ်လို့ရွှေရွှေကြွားပြန်ဖီလင်းကတကယ်ပြန်ရအဲ့လိုလူတွေအများအများကြီးနဲ့ဆိုတော့လေဘယ်လိုဆိုမှန်တိုင်းပြောရရင်တော့ကျွန်တော်ကတော့အော်ဘယ်ရာလုံးလုံးတော့ကိုကိုဘရောမအာမရအာမရတဲ့နေရာမှာပါအဒီနေ့ဆိုလဲအာအာရရင်ရခဲ့တာမျိုးမဟုတ်ဘူးကြေလက်တယ်တလက်တလောက်ပဲပေါ့အဲ့လိုမျိုးပါ ဒီနှစ်ပါပျော့ပျော့တာပေါ့ဝမ်းသာတာပေါ့ဒါကိုလိုမျိုးရွှေချိုတော့ vision နဲ့အခု vision နဲ့ဟိုအဲ့လိုမျိုးလေး꿰ပြီးတော့မြင်တယ်ပို့ပြီးတော့လည်းဒါ improve ဖြစ်လာတယ်လို့ feedback ပေးတဲ့အတွက်ကိုရဲ့လေးလည်းကျေးဇူးများတယ်အမားရည်တင်းဆောင်ပြပါလေဆိုတော့ပထမတစ်ခုကတော့ကျွန်တော်စဉ်းစားထားတဲ့ဟာကတော့ဒါဟောပေါ့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲကောင်းလေးရသူကအတကြီးရပေါ့အချိန်ကြီးမှလို့အတကြီးမှလို့သူချက်တဲ့သူကဘူးမ မရစေဘူးသူ့နာမှာပဲထားစေစမ်းတာလို့အတ္တမဏီတုံးတာအဲ့လိုလေးကြိုက်တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ deck side တဲမှာလည်းအဲ့လိုစိတ်လေးရှိမယ်ထင်လို့ဟုတ်ကဲ့ကဲနော်မမများညီမမများအာကဲပြင်မလိုက်အတိုင်းပဲလားဘာမှမ အာဘာလုံးမှမသိစဉ်းစားမရတော့ဖြစ်သွားတယ်စဉ်းစားမရဖြစ်သွားတဲ့အချိန်မှာဒါမိဘနဲ့ပတ်သက်တာလေးတခုခုလုပ်မယ်ဆိုပြီးတော့ခေါင်းထဲမှာသူကသူအဲ့လိုစီနီယာကြပေါ်လာတဲ့ dialogue တွေပြောလိုက်တာပေါ့ပြောလိုက်တဲ့အချိန်မှာဒါဒိုင်နေထဲမှာလည်းကြည်ရကြည်ရပေါ့ကျွန်တော်ပထမအာတခုလောက်တော့လည်းကင်မရာမကြည့်လိုက်ဘူးဒီဘက်ကိုတို့မျိုးအာ fake person အနေနဲ့အဲ့လိုမျိုးလေး act တွေလုပ်ခဲ့ရဆိုတော့ကင်မရာကြည့်လိုက်ပြီးတော့ဆရာတွေကအာဒိုင်နီကကင်မရာတူတက်တက်ကြည့်ဆိုတော့အဲ့ဒီဒိုင်နီထဲမှာဘယ်သူကြည့်ရမလဲဆိုရှာလိုက်နေချင်းပါအဲ့မေးလို့ခေါ်လိုက်ကြမိုင်းဆိုတာဟေးသားတဲ့အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေးချိတ်မိသွားပါချိတ်မိရဲ့ချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူရခဲ့ပဲပေါ့နော်အဲ့လိုပြောပြလိုက်မယ်လို့မထင်တော့လေအဲ့လိုမျိုးလေးပြောပြရဲ့ချိန်မှာလေတကယ်တကယ်တကယ်အဲ့လိုလေးကြောက်စရာကောင်းလားကိုယ့်ကိုယ်ကိုလည်းအဲ့လိုကြည့် စသိန်းထားပါဘာလို့လဲဆိုတော့ချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေတရဲကိုဝင်ပြီးတော့ဘတ်ဆိုထည့်လိုက်လို့ဆိုတော့အဲ့လိုခံစားလိုက်ရနည်းနည်းတော့ကြောင်တော့ကြောင်ပါပေါ့ဒါပေမဲ့ကိုကစစ်မုံမှာ acting လုပ်နေရပြတဲ့အတွက်ကိုဆက်လုပ်လိုက်ဒီမှာလည်းဒါကြီးကတော့ဒါသူလည်းပထမ audition တေးမှာဆိုလည်းသူလည်း judge လုပ်ပါဟို judge လုပ်ပါဆိုတော့ပြန်ကောင်းတယ်ပေါ့ပြန်ပေါ့ဆိုတော့ဒါကြီးလောက်ကတော့ရပါပေါ့ဘဝမှာ तू တခါမှမနိုင်ရဲ့တမန်အဲ့ဒီကတော့နိုင်ရဲ့ပါပေါ့ ကြည့်မယ်ဆိုအေးအဲ့ဒါအမြင်နဲ့လည်းဖြစ်ဖြစ်တယ်ကျွန်တော်လည်းအဲ့လိုမျိုးအိမ်ကလူတွေရှေ့တော့မိသားစုဝင်ရှေ့မှာဆိုရင်ခါမတင်းုံဆောင်ပြပေါ့တခါမှလည်းအဲ့လို casting တွေ audition တွေဝင်နေဆိုရင်အိမ်မှာဘတော်မှမလေးခြင်းဘူးအဲ့လိုမျိုးကြိတ်ပြီးတော့ပဲလောက်တာကြိတ်ပြီးတော့ပဲလောက်ပြီးတော့အဲ့လို train ကိုယ့်ကိုလေးခြင်းတာပေါ့နော်ဒါမဲ့အဲ့တုန်းကဆိုလဲနံပါတ်စင်ပထမရည်ရောကျွန်တော်ကမကနန်းလာမြို့91ဆိုတော့မကနန်းဆိုတော့ဟိုဘက်မတူစာပွင့်လို့ဘက်ကြမှာဆိုတော့ အော်โอเคတယ်ဗောမတိစားဝင်တော့ကြာတိုင်းနဲ့မကြောက်ပြီးလဲပြီးတော့ဟုတ်ကူတယ်ညီလေးကဒီဘက်ကိုဝင်လိုက်တော့နော်တဲ့ဟိုကအကို rush ဖြစ်သွားလို့ဆိုရင်ဟင်းဆိုရအဲ့လိုလူကလေအဲ့လိုအဲ့လိုဝင်ပါတိုင်းကြီးတယ်ဗောငါဘက်ကိုပို့လိုက်တော့ငါဘက်ပို့လိုက်ပြီးခါတွေ့ရောရင်တုံနေရဗောရင်တုံနေရောအဲ့ဟာချက်ချင်းမလုံနိုင်လေခဏစိတ်ကိုဖြေလျှော့ဖြေလျှော့ပြီးတော့မှအိုက်တင်လောက်ပါအိုက်တင်လောက်တော့လည်းမကြည့်ဘူးအဲ့လိုမကြည့်ဘူးတန်တာတယ်အဲ့လို ဆက်ဆက်တာဆက်တာအဲ့လိုလေကြောက်တာမျိုးတော့မဟုတ်ဘူးအဲ့လိုဆက်ပြီးတော့လေအဲ့အမျိုးဆိုပို့ပြီးတော့အဲ့လိုချိန်မကန်ပြီးလက်မကန်ပြီးရန်ဖြစ်တယ်အဲ့ဒါအဲ့ကြောင့်ရှူတင်နေဆိုလဲတော်တော်နိုင်အောင်ဘယ်သူမှမခေါ်ဘူးဆိုတာအဲ့ဒါတွေပါအဲ့လိုကိုလောက်တာကိုကြည့်နေမလားဆိုရယ်စိတ်ကြည့်ရတယ်အစ်မပြေဘူးလောက်လို့လို့ ပြောရမယ်ဆိုရင်ကျွန်တော်ကမနေ့က audition တော့လည်းအာကျွန်တော်ကင်မရာမကြည့်မိဘူးပေါ့နော်ဒီနေ့လည်းသူကမနေ့ကတော့ပြောလိုက်တယ်အဲ့တိုင်းနဲ့ကင်မရာကိုကြည့်နော်ကင်မရာတခုဆိုကင်မရာဒီနေ့လည်းကင်မရာမကြည့်မိလိုက်ပြန်ဘူးဆိုတော့ဒါလဲချောက်မူလေးကတော့ရှိခဲ့ရဖြစ်တဲ့အတွက်ဒါပါသွားခဲ့ရင်လည်းအာဒါပြောရမယ်ဆိုရင်တော့ဒါပြောစရာပေါ့နော်ကိုယ်တော်ကုန်စရာကိုစိုးစားဆိုလက်တယ်လို့ပဲအာတတ်မှတ်ပေါ့ ာမပါခဲ့ဘူးဆိုရင်လည်းဒါအာကိုလိုအပ်ချက်ရှိနေသေးလို့ကိုပုံပြီးစူးစမ်းဖို့လိုနေသေးတယ်လို့ကိုကိုမှတ်ယူပြီးတော့ဒါကောင်းဆုံးရှေ့ဆက်ပါအာကျေးဇူးများတင်ပါတယ်ကျွန်တော်ဒါအရင်ကျွန်တော်ဒီလူပညာလောကတွေကိုစဝင်လာပြီးတော့သမင်းရှိလေးနဲ့လုံနေရဟောဒါရွှေရွှေဖြစ်သွားပြီးရဲ့နောက်ပိုင်းမှာဒါအများကြီးချစ်ပြီးအများကြီးအာအားပေးကြတဲ့လူတွေအကုန်လုံးကိုကျွန်တော်တကယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လည်းအားလုံးကိုအာချစ်ပါတယ်အာပြီးွားရင်ကျွန်တော်လည်းဒါ ြောရမယ်ဆိုရင်ရွှေချိုပြီးကြတဲ့အလဲကျွန်တော်ဒီပြည်ပလုပ်ငန်းလေးတွေကျွန်တော်ဒါ TV မမှန်နဲ့ကျွန်တော်စွမ်းရှိလောက်ကြိုးစားနေရဖြစ်တဲ့အတွက်ကိုဒါ on screen မှာရောက်လို့ရှိရင်လည်းဒါအားလုံးပဲအာ GU တစ်ဆိုင်နဲ့ဒေတာလေးဝေဖန်အားပေးကြဖို့ကျွန်တော်မြေတားရေခံစီအားလုံးကြည့်ရအောင်